င်္ဂလာပါ series for you ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရည် series for you ပြည်သက်များအတွက်ဒီကနေ့တင်ဆက်ပေးဖို့ရွေးချယ်ပေးတဲ့ series လေးကတော့2023ခုနှစ်တုန်းကစတင်ထုတ်လင်းခဲ့တဲ့ The Last of Us ဆိုတဲ့ series လေးပဲဖြစ်ပါရခင်ဗျာဒီ series လေးထဲမှာတော့ကျွန်တော်တို့တင်ဆက်ပေးခဲ့ပြီးပြီဖြစ်တဲ့ Mandalorian series ကမန်ဒိုအဖြစ်သရုပ်ဆောင်ပေးထားတဲ့မင်းသားကြီး Pedro Pascal ကအထူးကဇက်ကောင်ဖြစ်ပါဝင်ပေးထားလေဖြစ်ပါတယ်ကဲအစင်းနေပြီဆိုရင်တော့ The Last of Us Season 1 Episode 2 Inventor လေးကိုစတင်လိုက်ကြပါစို့လား ဟုတ်ကဲ့ပါကျွန်တော်ကတော့အစီအစဉ်တိဆက်ပေးမယ့် Siri for you ကရှင်းတူပဲဖြစ်ပါတယ် ဒုတိယပိုင်းမှာတော့2003ခုနှစ်ကိုပြန်ရောက်သွားခဲ့ပြီးအင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့ကစားတောက်ဆိုင်တစ်ခုကိုရဲနှစ်ယောက်ဝင်လာပြီးတော့လူတစ်ယောက်ကိုလာရှာခဲ့ပါတယ်။ဆိုင်ဝင်တန်းကအမျိုးသမီးတစ်ယောက်စီကိုညှို့ပြခဲ့ပြီးတော့အမျိုးသမီးကအစားစားနေရင်ရုတ်တရက်ရဲတွေရောက်လာကြောင်းစားလက်စားကိုရက်ကကြောင်ကြည့်နေခဲ့ပါတယ်။ခဏကြာမှတော့အမျိုးသမီးလည်းရဲကားပေါ်လိုက်ပါသွားခဲ့ပြီးသူ့ဘာအပြစ်လုပ်ထားကြောင်းဒီလိုမျိုးခေါ်သွားရလေလို့ရဲကိုပြန်ပြီးတော့မေးခွန်းထုတ်လေခဲ့ပါတယ်။အဲဒီနောက်မှာတော့ရဲကအမျိုးသမီးကိုဘာအပြစ်မှမလုပ်ထားတဲ့ကြောင်းမှုယောဂဗီရာပရိုဖက်ဆာဖြစ်တာကြောင်းခေါ်လာရတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ ဲ့နောက်မှာတော့ professor ကအမျိုးသမီးကိုစေယုံတစ်ခုကိုခေါ်လာခဲ့ပြီးတော့ဓာခွဲကန်းတစ်ခုကိုလိုက်ပြခဲ့ပါတယ်။ဓာခွဲကန်းထဲမှာတော့ရဲက professor ကိုမော်နမူနာတစ်ခုစစ်ဆေးပေးဖို့တောင်းဆိုခဲ့ပါတယ်။ professor ကလည်းစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ကော်ဒီဆက်လို့ခေါ်ရင်မှုတမျိုးဖြစ်ပြီးတော့ဘာဖြစ်လို့လဲလို့မေးတဲ့အခါမှာရဲကလူသားစီဟာယူလာတဲ့မှုနမူနာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ professor ကဒီမိုဟာလူသားရဲ့ကိုယ်ထဲမှာအသက်မရှင်နိုင်ဘူးလို့ပြောတဲ့အခါမှာတော့ရဲက professor ကိုအခန်းတစ်ခုလေးကိုခေါ်သွားခဲ့ပါတယ်။ အဲ့ခန်းလေးကိုအကာအကွယ်ဝတ်စုံအပြည့်နဲ့ professor လေးဝင်သွားခဲ့ပြီးတော့ရှေ့မှာအလောင်းတစ်ခုထားထားတော့လေတွေ့လိုက်ရပါတယ်ဂျေကအပြင်ကနေပြီးတော့ professor ကိုအလောင်းရဲ့ခြေောင်းနှောင်းကိုကြည့်ဖို့လှမ်းမျိုးလိုက်ပြီးတော့အမှ professor လေးကြည့်ကြည့်လိုက်တဲ့အခါမှာတော့ကိုက်ရတခုတွေ့လိုက်ရပါတယ်အဲ့နောက်ကိုက်ရကိုဓာတ်နဲ့ခွဲကြည့်တဲ့အခါမှာတော့အမိုးလေးကိုတွေ့လိုက်ရတာကြောင့် professor ကဒါဟာလူတယောက်ကိုက်ထားတာလားလို့ရဲကိုမေးလိုက်ပါတယ်ရဲကခေါင်းငိမ့်ပြလိုက်တာကြောင့် professor ကအလောင်းရဲ့ပါဇက်သေးကိုကက်ကြီးနဲ့နှိုက်ကြည့်တဲ့အခါမှာတော့နှွေးရင်လိုမျိုးလှုပ်နေတဲ့မိုးလေးထွက်လာပါတော့ ပရိုဖက်ဆာလည်းလမ်းသွားခဲ့ပြီးတော့အခန်းထဲကနေအများဆုံးထွက်သွားလိုက်ပါတော့ဒီအဲဒီနောက်အခန်းထဲမှာပရိုဖက်ဆာကိုရဲကစိတ်သက်သာရအောင်ရေနွေးခွက်တစ်ခွက်ပေးလိုက်ပြီးနောက်တော့ပရိုဖက်ဆာကရဲကိုဘလို့ရစားဖြစ်ခဲ့တဲ့အကြောင်းသိကျင်တာအကြောင်းမလို့စပြီးတော့မေးမြန်းလိုက်ပါတယ်ရဲကဂျုံစဲယုံကစတင်ခဲ့တာဖြစ်ပြီးမိမတယောက်ကရုတ်တရက်အကျန်းဖက်ရကနေလှုပ်ပေါ်ကိုင်းဘက်၃ယောက်လောက်ကိုကိုက်လိုက်ကြောင်းပြောပြလိုက်ပါတယ်အကျန်းဖက်လိုက်ကိုက်တဲ့အမျိုးသမီးကရဲတွေရောက်လာအောင်လေပြန်ပြီးတော့တိုက်ခိုက်တာအကြောင်းမလို့ပြတ်သက်လိုက်ရပြီးတော့ အကိုက်ခံလိုက်ရတဲ့၃ယောက်ကလည်းအချိန်ကြီးဆိုးလာကြောင်းမလို့ရဲတွေကလည်းမတက်နိုင်မင်းနဲ့ထပ်မံပြစ်တက်လိုက်ရကြောင်းပရော်ဖက်ဆာကိုပြောပြနေခဲ့ပါရီပရော်ဖက်ဆာကအကြမ်းဖက်တဲ့အမျိုးသမီးကိုရောဘသူကကိုက်လိုက်တာလေးလို့မေးတဲ့ခါမှာတော့ရဲကသူတို့မသိကြအောင်ပြောလိုက်တာကြောင့်စားကိုက်တဲ့သူကအပြင်မှာရှိနေသေးကြောင်းပရော်ဖက်ဆာလေးတီးသွားခဲ့ပါရီပရော်ဖက်ဆာကအလုပ်သမားတွေရောပျောက်နေသေးလားလို့ရဲကိုမေးလိုက်ပါရီရဲကဂျုံဆက်ယုံကအလုပ်သမား14ယောက်ကလည်းပျောက်ဆုံးနေခဲ့ပြီးတော့အဲ့ဒီယောဂကိုဆက်လက်မပြန်ပွားအောင်ကူညီပေးဖို့အတွက်ပရော်ဖက်ဆာကိုအကူအညီတောင်းတဲ့ခါမှာတော့ပရော်ဖက်ဆာကဝမ်းနည်းစွာပဲ ကူးဖို့စီးမရှိတာကြောင့်ဒီမျိုးကိုဘုံကျဲဖို့သာလုပ်ဖို့ရဲကိုပြောလိုက်ပါ ori အဲနောက်မှာတော့ professor ကအခုချိန်မှာသူ့ရဲ့မိသားစုနဲ့သာအတူတူရှိနေခြင်းတော့ရာကြောင့်မလို့သူ့ရဲ့အိမ်ကိုလိုက်ပို့ပေးဖို့အတွက်ရဲကိုပြောလိုက်ပါ ori အဲနောက်ဒီဘက်က2023ခုနှစ်ကိုပြန်လည်ရောက်လာပြီးတော့တစ်ဖက်မှာတော့ Ellie တယောက်အိပ်ပျော်ရာကနေနိုးလာခဲ့ပါ ori Ellie ကို Joe နဲ့ Testo ကထိုင်ဆောင်ကြည့်နေခဲ့ပြီးတနက်နေ့ချိန်ထားခဲ့ပါ ori Ellie အကိုက်ခံထားတဲ့လက်ကိုပြာခိုင်းခဲ့ပြီး Ellie ကလည်းပြလိုက်တဲ့အခါမှာတော့အနာပုံမှန်တိုင်းပဲဖြစ်နေခဲ့ပြီးဘာမှမထူးခြားတာကိုလည်းတွေ့လိုက်ရပါ ori ဂျိုးနဲ့တက်စ်ကလည်းတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးတော့အံ့ဩနေခဲ့ပါရီအဲလီယာအကိုက်ခံထားပြီးမလဲပုံစံမပြောင်းတာကြောင့်ထူးခြားရသူဆိုတာသိလိုက်ကြပါရီအဲဒီနောက်တက်စ်ကမာလင်းဟာအဲလီကိုဘာလို့ဖမ်းခေါ်ထားရလဲဆိုတာကိုသိကျင်နေခဲ့ပါရီအဲဒါကြောင့်အဲလီက "तू အကိုက်ခံရတော့ကမာလင်းဟာသူ့ကိုမပစ်ခဲ့ဘဲနဲ့ဖမ်းခေါ်ထားခဲ့ပြီးသူ့ရဲ့လူတွေကိုအမြဲတမ်းလာစစ်ဆေးခိုင်းကြောင်းပြောလိုက်ပါရီတက်စ်ကဘလို့စစ်ဆေးရလဲလို့ထပ်ပြီးတော့မေးပါရီအဲလီကလည်းပိုးစုံညို့ဖွဲရစစ်ဆေးတဲ့နီးဖြစ်တဲ့နမက်ရေခိုင်းတဲ့စစ်ဆေးနီးကိုပြောပြလိုက်ပါရီ အဲဒီနောက်အယ်လီလည်းအပေါ်သွားခြင်းလာအောင်စိတ်တို့လာပြီးတော့တက်စ်မီးတော်ဆက်မပြေခြင်းတော့ပဲဖြစ်လာခဲ့ပါတယ်။တက်စ်ကအယ်လီကိုအပေါ်သွားခွင့်ပြုလိုက်ပြီးဂျိုးနဲ့တက်စ်ကလည်းအယ်လီပုံစံမပြောင်းတာကိုစိုးရိမ်နေခဲ့ကြပါတယ်။ဂျိုးကအယ်လီယာပုံစံပြောင်းမှုနှင်းနေရဖြစ်နိုင်ပြီးတော့အချိန်မရွေးပြောင်းလဲနိုင်တာကြောင့်မလို့အန်နီရရှိကြောင်းတက်စ်ကိုပြောပြနေခဲ့ပြီးအယ်လီကိုလည်းနိုင်ရန်အနောက်ကတီးတန့်ဇုန်ထဲကိုပြန်ခိုးထည့်ကာဘက်ထရီကိုလည်းတခြားနည်းလမ်းနဲ့ရှာကြမယ်ကြောင်းပြောပြလိုက်ပါတယ်။တက်စ်ကတော့အယ်လီကိုပြန်ခေါ်သွားမယ်ဆိုရင်တယောက်ကလာပြီးတော့တပစ်နိုင်တာကြောင့် မာလင်းကိုယုံကြည်ပြီးအဲလီကိုအနောက်ဘက်ရက်ကပိုးစုံညူအဖွဲ့စီကိုရောက်အောင်ခေါ်သွားကလက်လွဲကျင်ကြောင်းပြောလိုက်ပါရီဂျိုးကတော့အဲလီကိုမယုံကြည်ရာကြောင့်တက်စ်နဲ့အငင်းပွားနေတော့မှပဲအဲလီကအပေါ့သွားရာကနေပြန်လည်ရောက်ရှိလာခဲ့ပါရီအဲဒီနောက်မာလင်းထည့်ပေးလိုက်တဲ့ဆန်ဒွစ်ကိုအဲလီကစားနေခဲ့ပြီးဂျိုးကလည်းတခုခုစားနေနေနဲ့အဲလီကိုစိုက်ကြည့်နေခဲ့ပါရီကနားကြမှာတော့တက်စ်ကအဲလီနာကိုကတ်လာလိုက်တာကြောင့်ဂျိုးကလည်းအနောက်အောင်မသွားဖို့ဟန့်လိုက်ပေမယ့်တက်စ်ကတော့အဲလီကိုမာလင်းအတွက်အဲလီကဘာကြောင့်အရေးကြီးနေရလဲလို့မေးလိုက်ပါရီအဲလီကမပြောချင်းပြောချင်းပုံလုံနေရကြောင်းတက်စ်က ဂျုံတဲ့သူကလူကောင်းနေမဟုတ်တာကြောင့်အဲလီကိုတန်မိုးတစ်ခုရှိတာသိလို့သာခေါ်လာဖြစ်ပြီးအဲလီရဲ့တန်မိုးကဘာလဲဆိုတာသိချင်တာကြောင့်မလင်ညာပဲအမှန်တိုင်းပြောဖို့အတွက်အဲလီကိုပြောလိုက်ပါတယ်။အဲလီကအဲ့တော့မှစိတ်လျှော့ပြီးတော့ပိုးစုံညို့ဖွဲတွေကကာဝယ်ဈေးတစ်ရှာနေခဲ့ပြီးသူစီကနေပြီးတော့ကာဝယ်ဈေးရနိုင်ချေရှိတယ်လို့မာလင်ကပြောပြခဲ့တာဖြစ်ကြောင်းပြောတဲ့ခါမှာတော့ဂျိုးကသူလဲကြားပူးပြီးသားဖြစ်ပြီးတော့မယုံကြည်တာကြောင့်ပြန်ခေါ်သွားမယ်ကြောင်းသာတက်စ်ကိုပြောလိုက်ပါတယ်။တက်စ်ကတော့တခုခုထူးခြားနေတာရှိရကြောင်းမလို့အဆုံးထိလုံးကြည့်တင်ကြောင်းဂျိုးကိုပြောလိုက်ပါတယ်။ ဂျိုကလည်းစိတ်လျှော့လိုက်ရပြီးအဲလီအကျော်ဆွဲရနဲ့ပြစ်တက်မဲ့အကြောင်းပြောတဲ့ခါမှာတော့အဲလီကအကျော်ဆွဲတဲ့ပုံစံလုပ်ပြကစနောက်လိုက်တာကြောင့်တက်စ်ကတားလိုက်ရပါတယ်။ခဏကြာမှာတော့နေရန်ကနေဆက်ထွက်သွားကြဖို့ပြင်လိုက်ပြီးအဲလီလည်းမျိုးပြင်ကိုရောက်လာတာပထမဆုံးဖြစ်တာကြောင့်မျိုးပြကြီးကိုအံ့ဩစွာကြည့်နေခဲ့ပါတယ်။အဲဒီနောက်ဟိုတယ်ရှိတဲ့ဘက်ကိုအရင်သွားကြည့်ကြမယ်လို့ဂျိုကပြောလိုက်ပါတယ်။ဒါတခြားမှာတော့တက်စ်ကအဲလီကိုဘယ်လိုမျိုးစအကိုက်ခံရတဲ့အကြောင်းကိုမေးမြန်းနေခဲ့ပါတယ်။အဲဒီကတော့ သူကစတိုးဆိုင်တစ်ခုထဲကိုဝင်သွားခဲ့ပြီးတော့အဲ့ဒီမှာပဲအကိုက်ခံလိုက်ရတာဖြစ်ကြောင်းပြောပြခဲ့ပါရီ။ desk ကလည်းအံ့ဩသွားပြီးတော့အသက်ဘယ်နှစ်နှစ်လဲလို့မေးလိုက်ပါရီ။အဲလီယာ73နှစ်လို့ဖြေလိုက်ပြီးတော့မိဘမယ့်တယောက်ဖြစ်ကြောင်းလည်းပြောပြလိုက်ပါရီ။ desk ကအဲလီကိုအရွေးနဲ့မမျှတဲ့တတိရှိရာကြောင့်ချီးကျူးလိုက်ပြီးတော့စကားပြောရင်းနဲ့ဆက်လျှောက်လာကြပါရီ။အဲဒီနောက်မိုးကောင်လေးရဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရပါဦးလေ။ဂျိုးကမြေမြဆက်သွားဖို့ပြောလိုက်ပြီးဟိုတယ်ပြည်ကြီးရဲ့ကိုရောက်လာကြပါဦးလေ။အထက်ရောက်တဲ့အခါမှာတော့ရေဒီပြည့်နေတဲ့နေရာကဖျက်ကျပါပြီ။ အဲ့ဒီတော့ဟိုတယ်ပြတ်သေးကပစ္စည်းတွေကိုလိုက်ဆက်စုကစားနောက်နေတုံးပါပဲအယိုးကောင်းရေတွေကနေပေါ်လာပါ ው တယ်အဲ့ဒီတော့လန်သွားခဲ့ပြီးဂျိုးလည်းအနားကိုရောက်လာကအယိုးကောင်းကိုအဝေးကိုကန်လိုက်ပါတယ်အပေါ်တော့ကိုဆက်တက်လာခဲ့ကြပြီးတနည်းအားရောက်မှာတော့အပေါက်တစ်ခုကိုဖြတ်ကတကားပွေးမှရမှာကြောင့်အဲလီယာတူဝင်မယ်ပြောပေမဲ့လေတက်စ်ကအဲလီတစ်ခုခုဖြစ်ခဲ့ရင်ဘာပစ္စည်းမှမရနိုင်တာကြောင့်သူ့ပဲဝင်သွားလိုက်ပါတယ်တက်စ်ကိုစောင့်ကြည့်နေကြရင်အဲလီနဲ့ဂျိုးတို့စကားပြောနေခဲ့ကြပါတယ်အဲလီယာဂျိုးရဲ့အကြောင်းတွေမေးပေမဲ့ဂျိုးကတော့မမေးဘို့ပြောလိုက်ပါတယ် အဲဒီနောက်အဲလီကကူးဆက်ခံနေကဘလောက်ကြကြအသက်ရှင်နိုင်လေလို့ထပ်ပြီးတော့မေးတဲ့ခါမှာဂျိုးကအเจ้าမမတင်ခဲ့ရဘူးလားလို့ပြန်ပြောလိုက်တာကြောင့်အဲလီကအเจ้าကစုံနေရကြောင့်ဘာမှမတင်မေးဘူးလို့ပြောလိုက်ပါရီဂျိုးလည်းစိတ်လျှော့လိုက်ပြီးတလားနှစ်လားလောက်တော့ခံမိမဲ့တချို့ကောင်တွေကတော့20လောက်ခံကြောင်းပြောပြလိုက်ပါရီအဲလီကဂျိုးကိုမှုကောင်တွေကတချင်ကလူရီမန်းသိနေရတော့တတ်ဖို့ခက်လားအများကြီးတတ်ဖို့လားလို့မေးလိုက်ပြန်ပါရီဂျိုးကလေတခါလေးပေါ့လေလို့အေးဆေးလေးပဲပြန်ဖြေခဲ့ပါရီ အဲလီကမနီယာကဂျိုးထိုးသက်ခဲ့တဲ့စစ်သားကရောလို့ထပ်ပြီးတော့မေးတဲ့ခါမှာဂျိုးတယောက်ပြန်ဖြေဖို့စဉ်းစားနေတော့မှာပဲတက်စ်ကလည်းတကားဖွင့်နိုင်သွားပြီးတော့ဂျိုးနဲ့အဲလီကိုလာခေါ်ခဲ့ပါတယ်။အဲဒီနောက်ဂျိုးတို့ကလည်းဝရနာတခုထွက်လာကြပြီးအောက်ကိုကြည့်လိုက်တဲ့အခါမှာတော့မှုအောင်လေးအများကြီးကိုတွေ့လိုက်ရပါတယ်။တက်စ်ကတီးတန့်စုံလေးကလူတွေဟာဒီအိုလာခေါ်လုံမိရင်ကနေပြီးတော့တဖြည်းဖြည်းများလာဖြစ်နိုင်ကြောင်းပြောပြလိုက်ပါတယ်။ဒါပြင်မိုးကောင်တွေကတကောင်နဲ့တကောင်ဆက်နွယ်နေကမြေကြီးထဲမှာလည်းကြီးထွားနေကြပြီးတချို့ဆိုရင်ဝိုင်ယာကြိုးတွေလိုမျိုးတမိုင်ကြိုးလောက်တွေရှည်ကြောင်ပြောပြနေခဲ့ပါတယ် ဒါကြောင့်ကော်ရာဆိုင်မိုးတို့ခုတန်နေမိလိုက်တာနဲ့တခြားမိုးကောင်တရာစင်လောက်လန်နိုးသွားနိုင်ပြီးတော့ရှီနီယန်နေရာကိုလိုက်လာနိုင်ကြောင်းအဲလီကိုတက်စ်ကပြောပြရင်းနဲ့သတိထားဖို့တည်းလေမှားလိုက်ပါရီအဲနောက်အဲလီကလည်းမိုးကောင်တွေကိုစိုက်ကြည့်နေခဲ့ပြီးကြောက်လန့်နေခဲ့ပါရီခဏကြာဘဲဆက်သွားကြမှာလေလို့မေးတဲ့ခါမှာတော့ဂျိုးကပြရတဲ့ဘက်ကိုသွားမယ်ကြောင်းပြောလိုက်ပြီးဆက်လာကြရင်းနဲ့ပြရတဲ့နားကိုရောက်လာခဲ့ကြပါရီပြရတဲ့ရှိမှာတော့ဂျိုးကမှုမြင့်တွေကိုထိုးဆွာကြည့်လိုက်ပြီးအကုံချောင်းနေပြီဖြစ်တာကြောင့်မလို့အစင်ပြေကြောင်းပြောလိုက်ပါရီ အဲ့နောက်အထင်းမွေငွေမှာတက်စ်ကအဲလီကိုဖြည်းဖြည်းချင်းလာပွားပြီးတော့တခုခုဆိုရင်အနောက်မှာပုံနေဖို့သတိပေးလိုက်ပါသေးတယ်။အဲလီကလည်းသဘောတူလိုက်ပြီးဂျိုးကအရင်အထဲကိုဝင်သွားကတက်စ်နဲ့အဲလီကလည်းအနောက်ကနေပြီးတော့ထက်ကြမကွာလိုက်လာခဲ့ကြပါတယ်။အထဲကိုရောက်တဲ့အခါမှာတော့ဘိုးကောင်နေရာ၆ကက်ကပျက်စီးသေဆုံးနေခဲ့ကြပြီးတနည်းအားရောက်မှာတော့အဲလီကသွေးရည်နဲ့အလောင်းတစ်လောင်းကိုတွေးလိုက်ရပါတယ်။ဂျိုးနဲ့တက်စ်ကလည်းအနောက်ကိုရောက်လာပြီးကြည့်တဲ့အခါမှာတော့လောလောလတ်လတ်ကအသက်ခံထားတဲ့အလောင်းကြောင့်တကောင်ကောင်ရှိနေနိုင်ကြောင်းသတိထားမိသွားပါတယ်။ ဂျိုးကအဲလီကိုအတန်မထွက်ဘဲနေဖို့ပြောလိုက်ပြီးအခုကဆလို့အမူယာနဲ့ပြောမယ်အကြောင်းမှပြောလိုက်ပါရီအဲနောက်ဂျိုးတို့လည်းအပေါ်ရက်ကိုအတန်မထွက်အောင်တပြေးပြေးချင်းတက်လာနေခဲ့ကြပြီးအခန်းတစ်ခုအရောက်မှာတော့ပြားရိုက်ကအုတ်တွေပြိုကျလာအကြောင်းတက်စ်နဲ့အဲလီကလည်းလဲကျသွားပါရီအတန်ကြောင့်မိုးကောင်နှကောင်ရောက်လာခဲ့ပြီးဂျိုးတို့လည်းတနည်းအားကိုအမြန်ပြေးပုန်းနေလိုက်ရပါရီဂျိုးကအဲလီကိုမိုးကောင်တွေကအလင်းကိုမမြင်နိုင်ပေအတန်အောင်သာကြားလာကြောင်းအတန်မထွက်ဖို့မှားထားလိုက်ပြီးတဲ့နောက် ပိုကောင်ကအနားကိုတဖြည်းဖြည်းချင်းယောက်လာနေရာကြောင့်အဲလီတယောက်ကြောက်လန့်နေခဲ့ပြီးအသက်ရှူတန်ကျဲသွားပါ ore ။ပိုကောင်ကလည်းအဲလီရဲ့အသက်ရှူတန်ကိုကြားသွားပြီးတော့စတင်တိုက်ခိုက်ပါ ore ။ဂျိုးကတနက်နဲ့မှုကောင်ကိုပြစ်လိုက်ပြီးတော့တက်စ်နဲ့အဲလီလည်းထွက်ပြေးရပါ ore ။ဂျိုးရဲ့နောက်ကလည်းမှုကောင်ကိုလိုက်လာခဲ့ပြီးတနည်းအားရောက်မှာတော့မှုကောင်ကိုအတန်နေရာမှားပြီးကပုံလိုက်ပါ ore ။တပတ်မှာတော့အဲလီတယောက်ပုံနေတာကိုဂျိုးကတွေ့သွားခဲ့ပြီးအဲလီနောက်သွားလိုက်ပါ ore ။ဂျိုးတယောက်အဲလီနဲ့တူတူထွက်သွားဖို့လုံနေရာကနေမှန်ကွဲစားကိုတက်နေမိပြီးတော့အတန်ထွက်သွားက မိုးကောင်ကပြေးကာတိုက်ခိုက်တာကိုခံလိုက်ရပါတယ်။ဂျိုးလည်းပဲတနက်နေ့ပြတ်သက်လိုက်ရင်းနဲ့နောက်ထပ်တကောင်ရောက်လာချိန်မှာတော့တက်စကဝင်းကပစိမ့်နဲ့ပေါက်ပြစ်လိုက်ပါတယ်။အရင်နောက်သုံးအောင်သားခေါင်မိုးပဒင်းပေါက်ကနေချက်ချင်းထွက်လာခဲ့ကြပါတယ်။အဲလီကတော့အရှိကနေအရင်သွားနေပြီးတက်စကခြေောက်နာသွားတာကြောင့်ဂျိုးကလည်းခြေောက်ကိုတိတ်တဲ့ဘက်ကစီးပင်းနေခဲ့ပါတယ်။ဂျိုးကအဲလီထက်ပြီးတော့အကိုက်ခံလိုက်ရတာကြောင့်စိတ်ပူနေကြောင်ပြောပေမဲ့တက်စကသူတို့အနိုင်ရနိုင်ရည်ရှိသေးကြောင်စဉ်းစားကြည့်ဖို့ဂျိုးကပြောကစိတ်တူနေခဲ့ပါတယ်။ ဂျိုးကလည်းတက်စ်ကိုဘာမှမပြောတော့ဘဲအဲလီစီကိုတွားလိုက်ပါတယ်။အဲလီကျောက်ကတော့ညနေမျိုးရဲ့ရှူခင်းကိုကြည့်နေခဲ့ပြီးဂျိုးကလည်းအနားမှာလာပြီးတော့ရက်ကြည့်နေခဲ့ပါတယ်။ခဏကြာမှတော့တက်စ်ကရောက်လာပြီးမမောင်ငင်သွားမယ့်နေရာကိုအရောက်သွားဖို့လာပြောကအရင်ဆုံးထွက်သွားခဲ့ပါတယ်။အရင်တော့အလီနဲ့ဂျိုးကလည်းနောက်ကနေလိုက်သွားခဲ့ပါတယ်။သုံးအောင်သားကပိုးဆုံးကျူးရရှိတဲ့ဖျားချောင်းဟောင်းတစ်ခုကိုတွားနေကြပြီးဂျိုးကတော့အဲလီလက်ကဒဏ်ရာကိုလှမ်းကြည့်နေတဲ့အဲလီရဲ့အခြေတွေကိုအကဲခတ်နေပါတယ်။အရင်တော့ဖျားချောင်းရှိကိုရောက်မှတော့တက်စ်နဲ့အဲလီတို့ကလည်းအကွဲတစ်ခုမှပုံးနေလိုက်ပြီး ဂျိုးကကားပြန်တော့သွားကပိုးစုံညို့အဖွဲရလူတွေကိုရှာလိုက်ပါတယ်ကားထဲမှာလူတွေတယောက်မှရှိမနေရကြောင်းဂျိုးတို့ကလည်းဖះချောင်းလေးကိုဝင်ကြည့်လိုက်တဲ့အခါမှာတော့အကုန်တင်းနေတာကိုတွေ့လိုက်ကြရပါဦးလေဂျိုးနဲ့အယ်လီကအလောင်းတွေကိုမိုးကောင်တွေကကြိုက်တာဟုတ်မဟုတ်စစ်စင်းနေတုံးမှာတက်စ်ကတော့အသေးအံတစ်ခုခုရှာနေခဲ့ပါတယ်အဲဒီနောက်တက်စ်ကအယ်လီကိုမာလင်းကဘယ်ကိုခေါ်သွားခိုင်းတာလေးလို့မေးလိုက်ပါတယ်အဲလီကအနောက်ရက်လို့သာပြောလိုက်တဲ့အကြောင်းပြောပြတဲ့အခါမှာတော့တက်စ်ကလည်းမြေပုံတော့ရှိနိုင်ကြောင်ပြောကရှာဖွေနေခဲ့ပါတယ် ဂျိုးကဒက်စ်ကိုစိတ်လျှော့ဖို့ပြောလိုက်ပြီးအိမ်မြန်ချဖို့ပြောလိုက်ပါ रे ဒက်စ်ကအဲ့ဒါကသူ့အိမ်မဟုတ်ကြောင်းပြောကသူဒီမှာနေခဲ့မေလို့ပြောလိုက်ပါ रे အဲလီယာဒက်စ်မူမမန်နာကိုရိပ်မိသွားခဲ့ပြီးကူးဆက်ခံထားတာပဲလို့ဂျိုးကိုပြောလိုက်ပါ रे ဂျိုးကဒက်စ်ကိုအကိုက်ခံရတဲ့နေရာကိုပြခိုင်းတဲ့ခါမှာတော့ဒက်စ်ကလေလေပင်ကဒဏ်ရာကိုပြရင်းနဲ့အံ့ဩသွားလာလို့မေးလိုက်ပါ रे အဲဒီနောက်ဒက်စ်ကအဲလီယာလက်ကဒဏ်ရာကိုပတိဖြီခိုင်းလိုက်ပြီးဘာမှမဖြစ်တာကိုတွေ့လိုက်ရပါ रे ဒက်စ်ကဂျိုးကိုအဲဒီလက်ကိုပြလိုက်ပြီးတော့တကယ်ခံနိုင်ရှိကြောင်ပြောပြနေခဲ့ပါ रे အင်းနောက်တက်စ်ကအဲလီကိုဘယ်နဲ့ဖရန်စီကိုခေါ်သွားဖို့ပြောလိုက်ပြီးသူတို့ကိုဆက်ကူညီခိုင်းဖို့ဂျိုးကိုအကူအညီတောင်းလိုက်ပါတယ်။ဂျိုးတယောက်လက်မခံနိုင်ဖြစ်နေခဲ့ပြီးဝမ်းနဲ့နေတော့မှာပဲအကိုက်ခံထားတဲ့တကောင်ဟာထလာခဲ့တာကြောင့်ဂျိုးကလည်းတနက်နေ့ပြတ်တက်လိုက်ရပါတော့တယ်။တနက်နေ့ပြတ်တက်လိုက်တာကြောင့်ဆက်နွေနေရတခြားမိုးကောင်တွေကလည်းတီသွားခဲ့ကြပြီးတော့ဂျိုးစီကိုပြေးလာခဲ့ကြပါပြီ။အင်းနောက်တက်စ်ကလည်းနေရာနဲ့ဒက်စီတွေပတ်ပြန်းလိုက်ပြီးဘုံနေကျဲကဂျိုးနဲ့အဲလီတို့ထွက်ပြေးကြရင်မိုးကောင်တွေလိုက်မလာနိုင်အောင်သူနဲ့တူတူဘုံခွဲပြစ်ဖို့လုပ်နေခဲ့ပါတယ်။ ဂျိုးကတော့တက်စ်လုံးနေတာကိုစိုက်ကြည့်နေခဲ့ပြီးမထားခိတ်နိုင်ဖြစ်နေခဲ့ပါသည်။တက်စ်ကဂျိုးကိုစိုက်ကြည့်ကာကေနန်နဲ့သူကိုကယ်ပါလို့ပြောလိုက်တဲ့အခါမှာတော့ဂျိုးတယောက်အဲလီကိုခေါ်ကအမြန်ဆုံးထွက်သွားရပါတော့တယ်။အဲလီကတော့ဂျိုးခေါ်တာကိုမလိုက်နိုင်ပေတက်စ်ကိုမထားခိတ်နိုင်တာကြောင့်အော်ဟစ်ရုံးကန်နေခဲ့ပေမယ့်လေဂျိုးကအတင်းပဲဆွဲခေါ်သွားပါတော့တယ်။တက်စ်ကတော့မိုးကောင်ဒီအလာကိုစောင့်နေခဲ့ပြီးမီးချစ်ချစ်ကအသင့်စောင့်နေခဲ့ပါသည်။ခဏကြာမှတော့မိုးကောင်လေးလည်းရောက်လာခဲ့ကြပြီးတက်စ်တယောက်မီးချစ်ချင်းမရဖြစ်နေခဲ့ပါသည်။ အဲဒီမိုးတကောင်ကတက်စ်ကိုတွေ့သွားခဲ့ပြီးတော့အနားအောင်ကတ်လာကတက်စ်ရဲ့ဗဇက်သေးကိုနွယ်ပင်လိုလှုပ်နေတဲ့မိုးတွေကိုထည့်လိုက်ပါ ወ ယ်အဲဒီတက်စ်လည်းပဲမီးကျဲချင်းနိုင်သွားခဲ့ပြီးမီးလောင်ကဖះအကြောင်းလေးပေါက်ကွဲသွားပါ ወ ယ်အပြင်မှာတော့အဲလီနဲ့ဂျိုးကဖះအကြောင်းပေါက်ကွဲသွားတာကိုတွေ့လိုက်ရပြီးခဏကြာမှာတော့ဂျိုးကစက်ကြည့်မနေနိုင်တော့ဘဲနဲ့အဲလီကိုထားကအရှိရနဲ့အရင်ထွက်သွားလိုက်ချိန်မှာပဲ The Last of Us Season 1 Episode 2လေးကလည်းပြီးဆုံးသွားခဲ့ပါ ಡಿ ဟုတ်ကဲ့ပါရုပ်ရှင်ဇာတ်ကားကောင်းလေးတွေကိုအစဉ်ဆက်မပြတ် recap အနေနဲ့တင်ဆက်ပေးအောင်ပါမလို့ ကျွန်တော်တို့ရဲ့ ZD for you channel လေးကိုလည်း like and subscribe လေးလှူထားပေးထားကြပါအောင်ခင်ဗျာအားပေးကြတဲ့ပရိသတ်များလေးစိတ်ချမ်းသာခြင်းနဲ့ကိုယ်ဤချမ်းသာခြင်းများပြည့်စုံကြပါစေလို့ ZD for you ရဲ့ဝိုင်းတော်သားများကစုမုံကောင်းများတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လေးအားလုံးကိုကျေးဇူးထူးပြီးတင်ရှိပါရခင်ဗျာ